ကဘာပေါ်မှာအပြင်းထန်ဆုံးနဲ့အထူးအဆန်းဆုံးပွဲတော်ကဘာပေါ်မှာပြောစရာအကောင်းဆုံးပွဲတော်ဒီအယောင်ဆုံးဆုံးပွဲတော်ဒီအများကြီးရှိပေမယ့်အကြမ်းတမ်းဆုံးနဲ့သွေးထွက်တန်ရုံအရှိဆုံးပွဲတော်ကိုပြပါဆိုင်တော့ကျွန်တော်တို့လက်ညှိုးထိုးရမှာကတောင်အမေရိကတိုက်ဘိုလီးဗီးယားနိုင်ငံစီပါပြီဒီပွဲတော်ကအင်ဒီစ်တောင်တန်းကြီးတွေပေါ်ကပိုတိုစီဆိုတဲ့ဒေသမှာကျင်းပတာဖြစ်ပြီးသူ့နာမည်ကိုတင်ကူလို့ခေါ်ပါသည်ဒီပွဲတော်အကြောင်းစိတ်ဝင်စားဖို့ကောင်းတာတွေကိုကျွန်တော်နဲ့တွေ့လိုက်ကြည့်ရအောင်တင်ကူဆိုတဲ့စကားလုံးကသူတို့ရဲ့ဒေသခံဘာသာစကားအရ တွေးဆောင်ခြင်းလုံးအတိတ်ပဲရပါသည်။ဒါပေမဲ့ဒီတွေးဆောင်ခြင်းကချစ်သူဆောင်တွေရီကော်ဖီဆိုင်မှာချိန်တွေ့တာမျိုးဒါမှမဟုတ်တကယ်ချင်းနေလက်ဖေးဆိုင်ထိုင်တာမျိုးလုံးဝမဟုတ်ပါဘူး။သူရဲ့တကယ်အတိတ်ပဲကထိတ်တိုက်ဆုံတွေ့ခြင်း clash ပါပဲ။ပုံပြီးမြင်အောင်ပြောရမယ်ဆိုရင်တော့တရွာနဲ့တရွာအသေးချေထိုးချိတ်ကြရဲပွဲတော့ပါ။နှစ်တိုင်းမေလာရောက်ပြီဆိုရင်မတူညီတဲ့ရက်ရွာအလီလတ်စ်လို့ခေါ်တဲ့ဒေသခံအတိုင်းဝိုင်းတွေကလူတွေဟာတတ်မှတ်ထားတဲ့နေရာမှာလာစုကြပါသည်။ရိုးရဝစ်ဆောင်အပြည့်စုံနေပါ။ပြည်ရနဲ့ဘာစကားမှအများကြီးပြောမနေပါဘူး။ တဖက်ရွာနေတဖက်ကကိုရွာကလူနဲ့မျက်နှာချင်းဆိုင်လက်သီးပွဲဆရတာပါပဲဒါဟာရန်ညိုးချောင်းတိုက်တာမျိုးမဟုတ်ဖ ೇನೆ ရှေးရွာဓလေးတစ်ခုအနေနဲ့တရဝင်းတိုက်ခိုက်ကြတာဖြစ်ပါလိကေပါလို့ဒီလောက်တောင်မှသွေးထွက်တန်ယူခံပြီးထိုးကျိတ်နေကြရတာလိတို့တွေယူနေကြလို့လားဆိုတော့မဟုတ်ပြန်ပါဘူးအကြောင်းရင်းကကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုလေးနက်ပါလိတို့ရဲ့အဓိကယုံကြည်မှုကမြေကဘာနဲ့သမီးလို့ခေါ်တဲ့ဖာချောင်မမကိုပူဇော်ဖို့ပါပဲတို့ရဲ့ယုံကြည်ချက်ကတော့နည်းနည်းတော့လန့်စရာကောင်းပါလိ ဒီတိုက်ပွဲမှာတိုက်ခိုက်ကြရင်သွေးမြေပြင်ပေါ်ကိုကျလေလေဖာချာမမအနှက်သမီးကဒီသွေးတွေကိုမြေဩဇာအဖြစ်တောက်သုံးပြီးချိန်နဲ့လေးပါတဲ့မြင်တော်ပြောရရင်သူတို့တွေကကောင်းမလေးကိုပန်းစီပေးပြီးချော့တယ်လို့ပါပဲသူတို့ကဘာချာမမကိုသွေးဆက်တွေပေးပြီးချော့ကြတာပါအဲ့လိုသွေးနဲ့ပူဇော်ပါသပြီးမှဒီနေ့အတွက်သီးနှံနေအထွက်တို့မင်းမိုးလီဝတာမှန်ကန်မင်းရရွာတစ်ခုလုံးကပ်ဘေးရဲ့နေရာကနေကင်းဝေးမယ်လို့ရှေးပိုးပွားရီလက်ထက်ခရေကအခိုင်အမာယုံကြည်ခဲ့ကြပါသည် တခါတလေတိုက်ပွဲကပြင်းထန်လွန်းလို့အသက်ဆုံးရှုံးမှုတွေဖြစ်ခဲ့နော်။ဒါကူဖာချောင်မမကပူဇော်ပါသာရာကိုလက်ခံလိုက်ပြီးဆိုရင်ကောင်းတဲ့လက္ခဏာဖြစ်သတ်မှတ်ခဲ့ကြတာပါ။ဒီတင်ခုပွဲတော်မှာဝိတက်ဝိဆုံတွေကအယောင်သွေးတွေကတော့တောက်ပြောင်ပြီးရမ်းပြီကပွဲတော်တွေနာဂါယိုယာပွဲတွေလိုမျိုးလှပနေတာပါပဲအမျိုးသမီးတွေကလည်းရောင်စုံချီတိုးထားတဲ့စကတ်တွေအုတ်ထုတ်လှလှလေးတွေနဲ့ကခုံအားပေးကြပါလိမ့်ဒါပေမဲ့တကယ်တိုက်ခိုက်ကြမဲ့အမျိုးသားတွေရဲ့ခေါင်းပေါ်ကပစ္စည်းကိုကြည့်လိုက်မှနည်းနည်းပူလန့်သွားနိုင်ပါလိမ့် သူတို့ဆောင်းထားတာကတော့ Montreal လို့ခေါ်တဲ့တရေခမောက်အမားစားကြီးတွေပါ။ဒီဇိုင်းကရှေးခေတ်စပိန်စစ်သားတွေရဲ့တန်ခမောက်လိုလိုကိုလူမျိုးစုရဲ့အမှတ်အသားဒီဇိုင်းအနေနဲ့ပေါင်းစပ်ထားသလိုလိုနဲ့ထူးဆန်းပါရီ။ဒါကရှိုးပြဖို့လှဖို့အတွက်ဆောင်းတာမဟုတ်ပါဘူး။တကယ်တိုက်ပွဲမှာတစ်ဖက်လူရဲ့လက်သီးချက်တစ်ခါတလေသုံးလိုက်တဲ့ကြောက်ခဲချက်တွေကနေဥကောင်မကွဲသွားအောင်အသက်ပြောက်မသွားအောင်ကာကွယ်ဖို့အတွက်အဓိကဝစ်ဆင်ရတာဖြစ်ပါရီ။ဒါဆိုရင်အခု21ရာစုမှာရောဘိုလီးဗီးယားကိုသွားရင်လမ်းပေါ်မှာလူတွေထိုးချိန်နေတာတွေ့ရအောင်မလားဆိုတော့တွေ့နိုင်ခြေရှိသေးပါသေး ဒါပေမဲ့ဒီတင်ကူကအခုခေတ်မှာနှစ်မျိုးကွဲသွားပါပြီ။ဒါကိုပိုတိုစီဒေတာကမာချာလို့ခေါ်တဲ့မျိုးလေးတွေတော့ရွာရီမှာမူလာရိုးရမပြတ်ချင်းပါစေဖြစ်ပါလိ။အခုထိလည်းကျန်းတန်းတို့သွေးထွက်တန်ယူတွေရှိတော့ပါပြီ။ဒါပေမဲ့အရင်ခေတ်ကလိုမျိုးအသက်ဆုံးရှုံးမှုတွေမဖြစ်ရလျောက်အခုတော့ရဲတွေဒါမှမဟုတ်ရက်ရွာကောင်းဆောင်တွေကဒိုင်းလူကြီးဖြစ်ဝင်ရောက်ထိန်းညှိပေးရပါလိ။